အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ Tavari application ကိုတုံးပြီးမွှန်းအောင်ဖြတ်စာနေဗီဒီယိုလေးဖြစ်ပါတယ်အခုကျွန်တော်မှာမေ6ရက်နေ့မနေ့ပိုင်းအချိန်အတွင်းငွေစည်းရင်းက9300 9900ဘူးရောင်းလာတာရှိတယ် commission ကျေးကတော့10%ဘူးလို့9300နဲ့980ပေါ့ okay ကျွန်တော်ရဲ့အယောင်စည်းရင်းကဒီထဲမှာဒီလောက်ပေါ့နော်ဒါတွေဒါတွေရှိတယ် ဲ့ဒါကိုကျွန်တော်ကလေကြာစီမံခန့်ခွဲမှုထဲမှာတစ်ချက်လောက်ဝင်ကြည့်မယ်ဒီတော့လေကြာစီမံခန့်ခွဲမှုထဲမှာကြတော့ဒီမှာအမြတ်က4,7530ထိရနိုင်တယ်လို့ရှုံးမယ်ဆိုရင်လည်းကျွန်တော်တို့7,3480ထိရှုံးနိုင်တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့မချုံရှင်ဘူးထေချာတဲ့အမြတ်တစ်ခုကိုချာရှင်လေဆိုရင်ချိန်ခွန်လေးကိုနှိပ်လိုက်ပါโอเคကျွန်တော်ကကာပြီးထုတ်မယ်ပေါ့နော် အပေါ်တိုင်းကိုတက်မယ်ဒီတော့အပေါ်တိုင်းကနေပြီးတော့ကိုယ့်ကို percent ပြန်ပေးလာပေါ့နော် commission percent ပြန်ပေးလာဘယ်လောက်ပေးလေးပေါ့နော်10%ပေးရဆိုရင်10%တကယ်လို့15%ပေးရဆိုရင်15%ပေါ့ခုကျွန်တော်က10%လို့ပေးထားလိုက်ပါမယ်ယောစာယောစာကဘယ်လောက်ယောလဲပေါ့နော်70လား75လား85လားစသဖြင့်အပေါ်တိုင်းကယောမယ်ယောစာကိုတက်မှတ်ပေးရပါမယ် ်သိရင်ကျွန်တော်တို့ okay ကိုနှဲလိုက်မယ်ဒါဆိုရင်အပေါ်မှာအမောင်းရေးလို့ရတဲ့နေရာလေးပေါ်လာပါပြီဒါဆိုရင်ကျွန်တော်တို့ဘလောက်အမောင်းနဲ့ဖြတ်မှလေးပေါ့နော်ပထမဆုံးကျွန်တော်9000လို့ရေးကြည့်လိုက်မယ်9000ဆိုရင်လည်းကျွန်တော်တို့မှာအရှုံးကရှိတဲ့အရှုံးက9000 3300အထိရှုံးနိုင်တယ်မျက်မြင်ဆိုရင်တော့ကျွန်တော်တို့3သိန်းကျော်မျက်မြင်ပေါ့နော်ဒီတော့ကျွန်တော်ကရှုံးတာကိုလုံးဝမလို့ရှင်ဘူးဒီတော့9000မဟုတ်ပဲကျွန်တော်ကသူ့ထက်နေတာလေးနဲ့ရှားကြည့်မယ် ကျွန်တော်တို့3000လို့ရေးကြည့်လိုက်မယ်3000 3000ဆိုရင်ကျွန်တော်တို့မြတ်မယ်ဆိုရင်2သိန်းကျော်မြတ်မယ်ရှုံးနိုင်ခြေက1000ကျော်ရှိနေသေးတယ်မကြိုက်ဘူး2000လို့ရေးချကြည့်မယ်2000 okay 2000ဆိုရင်ကျွန်တော်တို့အနည်းဆုံးမြတ်နိုင်ခြေက3350အထိမြတ်မယ်အများဆုံးမြတ်မယ်ဆိုရင်တော့1.6000ကျော်ထိမြတ်မယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့မရှုံးတော့ဘူးပေါ့နော်။ အရှုံးလို့ဆိုရင်ကျွန်တော်တို့ကဒီ amount ကိုလိုချင်တယ်ဒါမှမဟုတ်ဒီထက်ကောင်းတာရှိမလားရှာရှင်နေဆိုရင်နောက်ထပ်ချပေါ့နော်အကောင်းဆုံးဆိုတဲ့ amount တစ်ခုကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအမှန်ချစ်လို့ကိုနှိပ်လိုက်ပြီးရင်ဒါကကျွန်တော်တို့မှာကြံခင်းမဲ့ဇယံပေါ့နော်ဒီဇယံကကြံခင်းမှာဒီဇယံကကျွန်တော်တို့အပေါ်တိုင်းကိုတန်ပေးရမယ့်ဇယံဖြစ်ပါတယ်ပြီးတော့ဒီဇယံကိုတန်ပြီဆိုရင်ကျွန်တော်တို့ကာမင်းဆိုတာကိုနှိပ်မယ်ဒီမှာစုစုပေါင်းကျွန်တော်တို့83ကွက်ကာရမယ့်ငွေတန်ဖိုးက 35,600ကာရမယ်ကျွန်တော်တို့ကာမေဆိုပြီးတော့နှိပ်လိုက်မယ်ဒါဆိုရင်အဲ့ဒီအကောင့်ကိုဘသူစီကိုကာမှာလဲဒီမှာ Telegram ကဖြစ်ဖြစ် Messenger ကဖြစ်ဖြစ် Viber ကဖြစ်ဖြစ်တခါတည်းတန်ပြီးတော့ပို့လို့ရမှာဖြစ်ပါတယ်ဒီလိုမပို့ရှင်ဘူးဆိုရင်လည်းနောက်နောက်မှပို့မယ်ဆိုရင်ကျွန်တော်တို့ဒီအထက်မှာဝင်ပြီးတော့ပို့လို့ရမှာဖြစ်ပါတယ်ဒီရှင်းလေးကိုနှိပ်ပြီးတော့ပို့ရမှာဖြစ်ပါတယ်โอเคဒါကျွန်တော်တို့ဖြတ်လိုက်ပြီပေါ့နော်ထပ်လိုက်ပြီဒီစီရင်ရကျွန်တော်တို့ကမရှုံးတော့ဘူးဒါကကျွန်တော်တို့စီရင်ဒါကအပေါ်တိုင်းကိုတင်ထားတဲ့စီရင်ဖြစ်ပါတယ် ပြီးတော့တကယ်လို့နောက်ထပ်ကနန်းတွေဖြတ်ထည့်အောင်မယ်ဆိုရင်ရောဘယ်လိုမျိုးဖြတ်ရမလဲဖြတ်ထည့်လိုက်ပါမယ်ကျွန်တော်ထားပါတော့ဒီမောင်မောင်ထဲမှာအဲနောက်ပေါ့နော်အဲတလေးချောင်းနောက်2000ကိုကျွန်တော်ဖြတ်ထည့်လိုက်မယ် okay at ဒါဆိုရင်2000ထပ်ဝင်တော့ပြီကနန်းတွေဝင်တော့ပြီဆိုရင်ကျွန်တော်တို့ဒီဇယန်းရှုပ်ထဲကလေကြာစီမံခန့်ခွဲမှုန်းထဲမှာဒီလိုမျိုးဓာတ်တွေပြောင်းသွားပါပြီ ဒီတော့ကျွန်တော်တို့စော်စားကဖြတ်တာဘယ်လောက်နဲ့ဖြတ်တာလဲ2000နဲ့ဖြတ်တာမလားအခုလည်း2000နဲ့ပြန်ပြီးတော့ဖြတ်ပေးလိုက်ဒါဆိုရင်စော်စားကအတိုင်းကျွန်တော်တို့အမောင်းပြောင်းရှင်ရင်ပြောင်းမဲတာပဲချုံနိုင်ရှေ့ကတော့ရှိမှာမဟုတ်ဘူးကျွန်တော်တို့စော်စားကအတိုင်းကျွန်တော်တို့2000ဆိုပြီးတော့ရေးပြီးဖြတ်လိုက်မယ်ကမင်းဆိုတာကိုနှိပ်မယ်အကွက်30ပေါ့နော်9600နဲ့400ပေါ့ကာရမှာဖြစ်ပါတယ်ပထမကာရနဲ့ဒီကာရနဲ့ကမဆိုင်ဘူးပထမကာရကတာပြီးပြီဒီကောင်ကအစ်စ်ကာမှာဖြစ်ပါတယ်ဒီလိုမျိုးအကြိမ်ကြိမ် ကနန်းထင်းပြီးတိုင်းမှာပြန်ပြီးတော့လာကာလို့ရပါတယ်။ဒါဆိုရင်ဒီအဆောင်ကိုနောက်တစ်ခေါက်ပို့လိုက်ပေါ့။နောက်တစ်တိုင်ကိုပို့ရှင်ပို့မယ်။စောစောကပို့ထားတဲ့တိုင်ကိုပဲပို့ရှင်ပို့ပို့မယ်ပေါ့နော်။ဒီမှတ်တမ်းထင်းမှာလေနှစ်ဆောင်ခွဲပြီးတော့ရှိနေမှာဖြစ်ပါတယ်။ဒါကပထမတစ်ခေါက်ပို့တာ35,800ဒါဒုတိယတစ်ခေါက်ပို့တာ96,400ဒီထဲကနေပြီးတော့လေပို့လို့ရပါတယ်။ခြေကိုနှိပ်တာနဲ့ပို့လို့ရပါပြီ။ โอเคခုလောက်ဆိုရင်ဒီနားမှာဖြတ်စားမဲ့ဥစ္စာလေးကိုတေချာသဘောပေါက်သွားမယ်လို့ထင်ပါတယ်တခုရှိတာကဒီနားမှာအခွဲ့၈စစ်မကြော်ရင်တော့ကျွန်တော်လိုမျိုးအရှုံးမရှိတဲ့အခြေအနေတခုကိုခြာလို့ရမှာမဟုတ်ပါဘူးအဲ့လိုမျိုးအရှုံးမရှိတဲ့အခြေအနေကိုခြာလို့မရရင်တော့ဒီရှိသမျှအခွဲ့တွေအကုန်လုံးကိုအပေါ်တိုင်းကိုတင်ပြီးတော့ကိုယ်က commission ကြေးလေးပဲယူပြီးတော့နေမလားဒါမှမဟုတ်ကိုယ့်ဘာသာကိုရှုံးရင်လည်းခံမယ်မျက်ရင်လည်းစားမယ်ဆိုတဲ့စိတ်နဲ့နေမလားပေါ့နော်အဲ့ဒါကိုကိုယ့်ဘာသာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ် โอเคဒီဗီဒီယိုလေးကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ